ားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှတော့ Manchester United ရဲ့သတင်းလေးကျွန်တော်ချက်လောက်ကြည့်လိုက်ရအောင် Manchester United ကပြုတ်သွားတဲ့ Red Ten Hag နဲ့ Amorian ဘာလီကွာချားလဲ Red Ten Hag ကတက်အပြင်52နှစ်ဖြည့်ပြီးတော့ Amorian က38နှစ်ရှိသွားပြီ Man U ကနှုတ်ဆက်ထွက်ခေါ်ရတဲ့ Red Ten Hag အနေနဲ့အရလို့မဲတဲ့ဘိုင်းလေးမှာအဓိကထားဆော့ပြီးတော့ Motivate မှာနည်းနည်းအားနေတဲ့အတွက် Man U သင်းတွေနှုတ်ဆက်လမ်းခွဲပြီးတော့အမော်ရွန်ရလို့ဘလို့နီးပြမျိုးလဲအမော်ရွန်ရလည်းမေတ္တာပိုင်းမှာအဓိကထားပြီးတော့ ပြပမန်နေဂျမန့်မှာနည်းနည်းအားကောင်းပြီးတော့မိုတီဗေးတီနည်းနည်းခေါ်ဆောင်နိုင်တော့မန်ယူပြိသက်ရဲ့မျှော်လင့်ထားလို့ရလားအဲရတန်ဟာလည်းအေဂျက်သင်းမှာအောင်မြင်မှုတွေနဲ့မန်ချက်စတာယူနိုက်တက်ရောက်ရှိလာတာနော်2021ခုနှစ်မှာဖလားနှလုံးနဲ့ရန်နန်တို့ခုယူထားတဲ့နီးပြတ်တူဆိုလည်းမမားပါဘူး။မော်ရယ်ကလည်း2021မှာပဲ ဖလားသုံးလုံးရှူထားပြီးတော့ပေါ်တူဂီရဲ့ပရီးမီးယားလိမှာဂျီယာအော့ဒက်ကိုစ်မှာရထားတဲ့နီးပြတ်တူနော်ဒီနီးပြတ်တွေကစားကွက်ပိုင်းဆိုင်ရာတွေရောတော့အမော်ရယာ343ဆိုရယ်လိုင်းအပ်သွားပြီးတော့ဝင်းပလေးစတိုင်နဲ့မာကင်တိုင်းထားဆော့တဲ့နီးပြတ်မျိုးရက်တဟန်ရော433နဲ့ဝင်းပလေးနဲ့မစ္စတာနဲ့သားဆော့တဲ့နီးပြတ်မျိုးဆိုတော့ဒီနီးပြတ်နဲ့ဥကမတိတ်မြဲကွာဟာချက်လေးနဲ့အမော်ရယ်ဘယ်လောက်ထိမျောလဲထားလို့ရလဲရက်တဟန်ယူ ထုတ်လိုက်တာမှားသွားပြီလားအဲ့ဒါနည်းနည်းစရာနောက်သွားပြီနော်အမော်ရီကခုလက်ရှိမှာကော်ညာတယောက်ပဲជីជីမမောက်ဝယ်ယူရရှိထားသလိုအဲရတဟတ်တော့တော်တော်ကိုငွေ30ခွဲရလိုက်တယ်နော်တန်400နီးပါးမှာ30ခွဲရပြီမန်ယူသိန်းကိုမပြောင်းလဲလာလို့နီးပါးကိုထုတ်ပယ်လိုက်တာမှားလားမှန်လားကျွန်တော်ဒီနေ့ရာသီမှာရင်ခုန်စိတ်လို့ဆိုတာစောက်ကြည့်လိုက်အောင်โอเคကျေးဇူးတင်ပါတယ်